အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Noble Lobby ဒီဗီဒီယိုမှာတော့ကျွန်တော်တငယ်ချင်းတို့ကို PUBG Mobile ရလာမယ့် update version 4.1မှာတွေ့ရမယ့်အဓိက event တွေနဲ့ပတ်သက်ပြီးဖော်ပြပေးတော့မှာဖြစ်ပါတယ်။ update version 4.1ကို game ထဲမှာဘယ်နေ့မှာတွေ့မြင်ရမလဲဆိုတာမေးစရာရှိပါတယ်။နောက်လာ6ရက်နေကျရင် update လာမှာဖြစ်ပါတယ်။ဒီ update မှာကြီးရမယ်ဆိုရင်တော်တော်လေးကိုကြီးမာတဲ့ classic ပြောင်းလဲမှုတွေတွေ့မြင်ရမှာဖြစ်ပါတယ်။ event ကိုကြီးရမယ်ဆိုရင်တော်တော်လေးကိုလှပါတယ်။ ကလစစ်မှာအဓိကပြောင်းလဲမှုတွေကတော့တနက်တိုင်းနဲ့ပတ်သက်ပြီးမှပြောင်းလဲမှုတွေတွေ့ရမှာဖြစ်ပါတယ်။လက်ရှိအချိန်ဒီတကယ်ကျွန်တော်တို့ရဲ့ short gun တွေဘာတွေကိုင်းတာချိုက်တယ်ဆိုရင်တော့ lambda update version 4.1ကနေ short gun တွေဘာတွေအလောက်ကိုင်းဖြစ်မှာမဟုတ်တော့ဘူးလို့ကျွန်တော်ကတော့ထင်ပါတယ်။ဘလို့ပုံစံတနက်တိုင်းမှာပြောင်းလဲမှုလဲဒါနဲ့ပတ်သက်ပြီးမှတော့ကျွန်တော်တို့ရဲ့ update ထွက်ရှိလာတဲ့အချိန်ကျရင် video အသေးစိတ်တင်ပေးပါမယ်။ event နဲ့ပတ်သက်ပြီးမှလည်း video တင်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်တကယ်ကျွန်တော်ဓာတ်တွေနဲ့ပတ်သက်ပြီးမှတော့ဘာမှစိတ်ပူစရာမလိုပါဘူးဗျာ။ November 3ရက်နေ့မှာရှိမယ်ဆိုရင် owner spin လာမှာဖြစ်ပါတယ်။ November 6ရက်နေ့မှာတော့ update version 4.1လာမှာဖြစ်ပါ ါတယ်နိုဝင်ဘာ17မှာကြီးရမယ်ဆိုရင် RP အစ် RPA system လာမှာဖြစ်ပါတယ်လက်ရှိပေါ်ရနှစ်ပတ်လောက်အချိန်ကျန်သေးတာဖြစ်ပါတယ်ဒါကြောင့်တကယ်ကျွန်တော် RP တရားတွေပါတယ်မလုပ်ရသေးဘူးဆိုတော့အမြန်ဆုံးလုပ်ထားပေးပါနှစ်ပတ်လောက်တော့အချိန်ရှိသေးတာဖြစ်ပါတယ်၁၁ရက်နေ့မြန်မာစံတော်ချိန်မနက်6နာရီခွဲကျရင်တော့လက်ရှိ RP တော့ခတ်သွားမှာဖြစ်ပါတယ် RP အစ် system ကိုတော့၁၁ရက်နေ့မြန်မာစံတော်ချိန်မနက်7နာရီခွဲကျရင်တွေးရမှာဖြစ်ပါတယ် 27နိုဝင်ဘာမှာရှိမယ်ဆိုရင် IP collaboration လာမှာဖြစ်ပါတယ်22နိုဝင်ဘာမှာတော့ Cyber Week event လာဖို့ရှိပါတယ်29နိုဝင်ဘာမှာရှိမယ်ဆိုရင်တော့ Glitchpin အစ်တလာမှာဖြစ်ပါတယ်12လပိုင်းပေါ်ပြ December 10ရက်နေ့မှာကြီးရမယ်ဆိုရင်တော့ဒီ Creative Vision Award 2025 event လာမှာဖြစ်ပါတယ် December 12ကနေ14အတွင်းမှာကြီးမယ်ဆိုရင်တော့ Frost Festival Final PMGC ပေါ်ပြ Price Path event လာမှာဖြစ်ပါတယ် Price Path ကတော့ဒီ PMGC နဲ့ပတ်သက်တဲ့ Price Path လာဖို့ရှိပါတယ်ဒီလိုမှာတကယ်ချင်းတော့တခြား Price Path တွေပါပြီးမျောလင့်ထားတယ်ဆိုရင်တော့လာမှာမဟုတ်ပါဘူးဒီ PUBG Mobile Global Championship PMGC နဲ့ပတ်သက်ပြီး မှာ price path လာမှာဖြစ်ပါတယ်16ဒီဇင်ဘာမှာကြီးရမယ်ဆိုတော့ update companion လာဖို့ရှိပါတယ်31ရက်ဒီဇင်ဘာမှာကြီးရမယ်ဆိုတော့ firework ကဗျာအချိန်ကကျွန်တော် new year ဆိုတော့ဒီက new year နဲ့ပတ်သက်ပြီးမှ event လာဖို့ရှိရပဲဖြစ်ပါတယ်ဗျာနောက်တစ်ခုတကယ်ကျွန်တော်တော်တော်လေးကိုအမီးများတာရွှေအောင်မဲဘုံဘယ်နေလာမလဲဆိုရင်မှအမီးများတာမျိုးရှိပါတယ်ရွှေအောင်ဘုံမှာကျော်ဘယ်ရဲ့ gun skin ပါလာမလဲပေါ့ဗျာဘယ်ရဲ့ gun skin ပါလာမလဲဒါနဲ့ပတ်သက်ပြီးမှတော့ဘာမှသိရထားတာမျိုးမရှိပါဘူးဗျာဘယ်နေလာမလဲဆိုတော့လက်ရှိပေါ့ဗျာဒီ special lucky spin တွားနေတာမျိုးရှိပါတယ်ဒီကောင်ကိုကြီးရမယ်ဆိုရင်23ရက်နေ့ပြီးမှဖြစ်ပါတယ်ဒါပြီးတဲ့အခါပေါ့ဗျာရွှေ ီအောင်ဘုံအတစ်ကိုဂိမ်းမြင်မှာတွေးမြင်ရမှာဖြစ်ပါတယ်အချိန်လိုသေးတာဖြစ်ပါတယ်ရွှေအောင်ဘုံကဘယ်လိုပုံစံဂန်းတွေးမြင်ရမလဲဒါနဲ့ပတ်သက်ပြီးမှလည်းပပအေးအေးမွတ်ပေါ်ပြထွက်လာတယ်ဆိုရင်တော့ကျွန်တော်တကယ်ကျွန်တော်ဗီဒီယိုတင်ပေးသွားမှာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့တကယ်ကျွန်တော်ရွှေအောင်မဲဘုံနေပါတယ်စုထားကြဖို့ကျွန်တော်ပြောလိုပါတယ်ဗျာโอเคဒါဆိုတကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်အခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တကယ်ချင်းအားလုံးကိုလည်းကျွန်တော်အထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျာ